ခொနည်းသာသမီမျိုးရှင်များအားလုံးမင်္ဂလာပါရှင်အိတ်ထသဘောတွေကိုဆောင်းတဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောတွေကိုဆောင်းတဲ့မကောင်းတဲ့ဟောပြောချက်တွေကတတက်ဆင်အောင်လေးမှပါစေ2025ခုနှစ်ဒီဇင်ဘာလ17ရက်နေ့ တနင်္ဂနွေသားသမီးများအတွက်တနေ့တောင်ဟော့စတန်ဖြစ်ပါတယ်တနင်္ဂနွေသားသမီးများအတွက်ဒီနေ့မှာဆာရွက်ဆာတန်ကိစ္စစပစ်စီကိစ္စဆတ်တူရှယ်ယာကိစ္စအတွက်ဒီမှာစိတ်အနှောက်အယှက်ဖြစ်เสียဖြစ်ပြီးကမှအစဉ်ပြေအောင်မြင်တတ်တဲ့စိတ်အနှောက်အယှက်ဖြစ်เสียများနဲ့ကြုံရတတ်တဲ့အိမ်နွေးရေးမှာလည်းစိတ်အလိုမကျတဲ့များနေတတ်တဲ့ဝေးကြီးကံဒီဒီနေ့အတွက် ကောင်းတယ်နော်ရွှေမျိုးမိတ်ရွှေအပေါင်းအသင်းတွေရှိကနေပြီးတော့လည်းမထင်မပင်းနဲ့မရွှေပဲ နဲ့ဒီနေ့မှအကူအညီကောင်းတွေထောက်ပံ့ကောင်းတွေများစွာရရှိတတ်တဲ့ကျမ်းမာရေးအနေနဲ့တွားနဲ့ပတ်သက်ပြီးတွေးနဲ့ပတ်သက်ပြီးတော့ဆေရှုရတတ်တဲ့စိညာတတ်တဲ့ချစ်သူစီကနေပြီးတော့လေမမြုံလင်မဲနဲ့လက်ဆောင်ရတတ်တဲ့အိမ်တော်ရေးမှာလည်းအဆင်ပြေအောင်မြင်မယ်နော်စေချမ်းသာစီဟာကြီးဂျုံရတတ်တဲ့ကံကောင်းတဲ့အရာမှချက်သေးအောင်ပဲဖြစ်ပါတယ်ရေလျာအနေနဲ့မိမိအရှိပြားမှာတင်မောတီကလူပြားမှာဖြစ်ပါလိမ့်ရှင် ခொနီယသာသမီမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်အိဋ္ဌသဘောတွေကိုစောင်းတဲ့ကောင်းတဲ့ဟောပြောကြတွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောတွေကိုစောင်းတဲ့မကောင်းတဲ့ဟောပြောကြတွေကတတက်စင်အောင်လုပ်မှာပါစေ2025ခုနှစ်ဒီဇင်ဘာလ17ရက်နေ့တနင်္လာသာသမီများအတွက် ။တနေ့ဒါဟော့စတန်ဖြစ်ပါတယ်။တနေ့လာသာသမီများအတွက်ဒီနေ့မှအလုတ်မှအလုတ်ထဲမှစိတ်ညစ်စရာဆိတ်ရှုပ်စရာတွေစိတ်တီတအားမွန်ကျက်စရာများနဲ့ကြုံရတဲ့နေ့မျိုးဖြစ်ပါတယ်။ငွေရေးချေးရေးကိစ္စနေရာတငင်းများနဲ့ပတ်သက်ပြီးသွားရင်လည်းဒီနေ့မှစိတ်ရှည်တီးခန္ဓာကပို့ပြီးတော့အရှင်ပြေတယ်နော်။မြေကိစ္စအမွေကိစ္စဖုံးအတဲ့အတဲ့ဒီဖနက်လျက်စနက်ပတ်သက်တဲ့ကိစ္စရက်တွေမှာလည်း ီနေ့မှအရှင်ပြေအောင်မြင်မယ်နော် အချင်းရေးမှလည်းအထင်မြင်လွဲစရာများနဲ့ကြုံပြရတတ်တယ်အိမ်တော်ရေးမှလည်းငွေရေးချင်းနဲ့ပတ်သက်ပြီးတော့စကားအခြေအတင်ပြောဆိုရတာမျိုးတွေဖြစ်တတ်တယ်ကျမရေးအနေနဲ့သတိထားနော် အပူလောင်တာမျိုးတွေစီပူမီးပူလောင်တာမျိုးတွေဖြစ်တတ်တယ်အကျိုးပေးတဲ့ကဏ္ဍကတော့နှစ်နဲ့လေးဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်မအနီရောင်ပဲဖြစ်ပါရဲ့ရေရာအနေနဲ့မိမိအိမ်ရှိဖျားမှာ ုံယူငါးခုကလူပေးရမှာဖြစ်ပါလေရှင်။နေရာသားမိမိရှင်များအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောတွေကိုရှောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောတွေကိုရှောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်ဆင်ုံနေမှာပါစေ။ 2025ခုနှစ်ဒီဇင်ဘာလ17ရက်နေ့အင်္ဂါသားသမီးများအတွက်တနေ့တာဟော့စတန်ဖြစ်ပါတယ်။အင်္ဂါသားသမီးများအတွက်ဒီနေ့မှရည်ရွယ်ထားတဲ့လုပ်ငန်းတွေကိုရရဲတာလှုပ်ဆောင်မှမဟုတ်ချအစီအပြေအောင်မြင်မယ်နော်။ချစ်သူစီကနေပြီးတော့လည်းမရည်ရွယ်ပဲမထင်မဲ့ပဲနဲ့လက်ဆောင်ရတတ်တဲ့ကံအခွင့်အလမ်းတွေဒီနေ့မှအလွန်ကောင်းတဲ့နေမျိုးဖြစ်ပါတယ်။ ိန်တော်ရေးမှာခင်မွန်းတယ်နဲ့ပတ်သက်ပြီးသွားရင်ဝမ်တာစရာစကြမ်းတာစရာတွေဂျူလီယာတက်တဲ့ကျမ်းမာရေးအနေနဲ့လေထိုးတဲ့လျောင်းတဲ့ဝေဒနာမျိုးတွေခံစားရတတ်တဲ့အကျိုးပေးတဲ့ကဏ္ဍကတော့၄နဲ့၉ဖြစ်ပြီးအကျိုးပေးတဲ့အရောင်မှာအနီရောင်နဲ့ချက်သေးရောင်ပဲဖြစ်ပါတယ်ရရားအနေနဲ့မိမိအိမ်ရှိဖျားမှာ ဖြော်ရည်ကက်လူပေးရမှာဖြစ်ပါရဲ့ရှင် ခနည်းသားမျိုးမရှိများအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောတွေကိုဆောင်းတဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောတွေကိုဆောင်းတဲ့မကောင်းတဲ့ဟောပြောချက်တွေကတသက်ဆင်အောင်လွှဲမှာပါစေ။2025ခုနှစ်ဒီဇင်ဘာလ17ရက်နေ့ ပေါ်ဒူဘူးသားသမီးများအတွက်တနေ့တာဟော့စတန်ဖြစ်ပါတယ်ပေါ်ဒူဘူးသားသမီးများအတွက်ဒီနေ့မှဝမ်းသာစရာတွေအောင်မြင်မှုတွေကဇက်တိုက်ဆိုသလိုမျိုးကျုံတရားတဲ့ရွှေရတနာအလားကုန်အမှုပညာနဲ့ ပတ်သက်သက်ဆိုင်တဲ့ပစ္စည်းတွေလုပ်ငန်းတွေက အထူးအောင်မြင်မယ်အဆင်ပြေမယ်เนาะကျမ်းမာရေးအနေနဲ့ကိုယ်လက်ရရန်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တဲ့အခြေအေးမှာလည်းချစ်သူစီကနေပြီးတော့မင်္ဂလာတည်နေချရတတ်တဲ့အိမ်တော်ရေးမှာလည်းအဝေးမှာရှိတဲ့နှစ်ဖက်မိဘတွေစီကနေပြီးတော့အထောက်ပံ့ကောင်းတွေ၊ကူညီကောင်းတွေရရှိတတ်တဲ့အကျိုးပေးတဲ့ကဏ္ဍကတော့နှစ်နဲ့ကိုဖြစ်ပြီးတော့အကျိုးပေးတဲ့အရာမှာ ရွှေဝါရောင်နဲ့အဝါရောင်ပဲဖြစ်ပါတယ်။ရေရယာအနေနဲ့မိမိအရှိပြားမှာစီမီ၅တိုင်ကလူပေးရမှာဖြစ်ပါလိမ့်ရှင်။ခொနီယသားသမီးမေရှင်များအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောတွေကိုဆောင်းတဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့ နေကြသဘောတွေကိုဆောင်းနေမကောင်းတဲ့ဟောပြောချက်တွေကတက်တက်ဆင်အောင်ပြောပါစေ2025ခုနှစ်ဒီဇင်ဘာလ7ရက်နေ့ကြာတာရေးသားသမီးများအတွက်တနေ့တာဟောစတန်ဖြစ်ပါတယ် ကျွန်တော်ပြည်သားသမီးများအတွက်ဒီနေ့မှာအလုပ်တွေမှာတို့လို့တန်လန့်နေဖြစ်နေတတ်တယ်ဟိုလုပ်လဲမပြီးဒီလုပ်လဲမပြီးဟိုဟာလုပ်ရမလို့ဒီဟာလုပ်ရမလို့မျိုးဒီနေ့မှာလမ်းပြောက်နေသလိုဖြစ်နေတတ်တယ်ဆုံးဖြတ်ရခက်တဲ့အခြေအနေချက်တဲတွေလည်းဒီနေ့မှာကြုံတရတတ်တယ်အိမ်တော်ရေးမှာလည်းအထင်အမြင်တွေစရာများနဲ့ကြုံတရတတ်တယ်ကျမ်းမာရေးအနေနဲ့လေထိုးတဲ့လေအောင်တဲ့ ဝေဒနာများနဲ့ကြုံရတတ်တဲ့အချီရဲမှလည်းတူနဲ့တူကစကားများညှင်းကုန်ရတတ်တဲ့အကျိုးပေးတဲ့ကနန်းကတော့၄နဲ့6ဖြစ်ပြီးတော့အကျိုးပေးတဲ့ရောင်မှရှူဝါရောင်ပဲဖြစ်ပါတယ်ရေရာအနေနဲ့မိမိအိမ်ရှိပြားမှာကော်ပြန်ကြော်ကလူပြားမှာဖြစ်ပါရဲ့ရှင် ခொနီယံသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်အိဋ္ဌသဘောတွေကိုဆောင်တဲ့အကောင်းနဲ့ခေါ်ပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောတွေကိုဆောင်တဲ့မကောင်းတဲ့ခေါ်ပြောချက်တွေကတတက်ဆင်အောင်လွှမ်းမပါစေ 2025ခုနှစ်ဒီဇင်ဘာလ17ရက်နေ့တောက်ကြသားသမီးများအတွက်တနေ့တာဟော့စတန်ဖြစ်ပါတယ်။တောက်ကြသားသမီးများအတွက်ဒီနေ့မှာစိတ်ချမ်းသာစရာတွေအောင်မြင်မှုတွေကြီးနူးဝမ်းမြောက်စရာများနဲ့ကြုံရရမယ့်နေ့မျိုးဖြစ်ပါတယ်။အဖက်ဖက်က နေပြီးတော့ကံအခြေအနေ ဒီအချီနေကောင်းတွေပေးလာတတ်တယ်။ဘာပဲလုပ်လို့ရရဲတာလှူဆောင်မှာကံခွင့်လန်းတွေအလွန်ကောင်းတဲ့နေမျိုးဖြစ်ပါတယ်။အိမ်တော်အချီရေးမှာကြားလေသေးလို့ဝိနည်းရတတ်တယ်။အိမ်တော်ရေးမှာလည်းတတရရရှိတယ်နော်။အကျိုးပေးတဲ့ကနန်းကနှစ်နဲ့လေးဖြစ်ပြီးတော့အကျိုးပေးတဲ့အရာမှာအဖြူရောင်ပဲဖြစ်ပါတယ်။ရေရအနေနဲ့မိမိအိမ်ရှိပြားမှာပြီးဆုံးကိတ်ကလူပေးရမှာဖြစ်ပါတယ်ရှင်။ ခொနည်းရသသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိဒ္ဓသဘောတွေကိုဆောင်းတဲ့ကောင်းတဲ့ဖော်ပြချက်တွေကမှန်ကန်ပြီးတော့အနိဒ္ဓသဘောတွေကိုဆောင်းတဲ့မကောင်းတဲ့ဖော်ပြချက်တွေကတသက်ဆင်းအောင်မြေမပါစေ။2025ခုနှစ်ဒီဇင်ဘာလ17ရက်နေ့စနေသားသမီးများအတွက် တနေ့တန်ဟောစရံဖြစ်ပါတယ်စနေသားသမီးများအတွက်ဒီနေ့မှအစစအရရာအရှင်ပြေအောင်မြင်မဲ့နေ့မျိုးဖြစ်ပါတယ်လူမျိုးကြဘာသာကြစတူရှယ်ယာလုပ်ငန်းတွေလည်းဒီနေ့မှအရှင်ပြေအောင်မြင်မယ်နော် အချီရင်နဲ့အိမ်တော်ကြီးမှာလည်းတဦးနဲ့တဦးကဖေးမကူညီမှုများနဲ့တာယာနေတဲ့တဝေရေးချေးကံလည်းအလွန်ကောင်းတယ်နော်ကျမရဲ့အနေနဲ့တတိထားနော်ခြေတော့တစ်ဖက်မှာဒီကိုက်တန်ရရတတ်တယ်အချိုးပေးတဲ့ကနန်းကတော့တင်းနဲ့သုံးဖြစ်ပြီးတော့အကျိုးပေးတဲ့ရောင်မှာအစိမ်းအမှုရောင်ပဲဖြစ်ပါတယ်။ရေရာအနေနဲ့မိမိအင်ရှိဖျားမှာပုံသီးပါတဲ့မုတ်ကလူပေးရမှာဖြစ်ပါရဲ့။